ားလုံးပဲမင်္ဂလာပါဗျာ GDS channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့တင်ဆက်ပေးသွားခြင်းတဲ့အကြောင်းအရာကတော့အခုလာမယ့်ဒီအော်တိုဘာလ၄ရက်နေ့မှာရှင်ပြိုင်ထိုးသက်သွားမယ့်ပွဲစဉ်ဖြစ်တဲ့ UFC 320 event ပွဲစဉ်ကခေါင်းပွဲ main event ဖြစ်တဲ့ LS Barra နဲ့ Marco Matt Anger Lyatt တို့ရဲ့ဒီပွဲစဉ်ကြံတဲ့ပွဲအကြောင်းကိုသုံးသက်တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ဆိုတော့ ဒီပွဲစဉ်အားဆိုလို့ရှိရင်တော့တော်တော်လေးကိုစိတ်ဝင်စားဖို့ကောင်းတဲ့တွဲဆိုင်ဖြစ်ပြီးတော့ကျွန်တော်အနေနဲ့ပြန်ပြီးတော့အများကြီးမျှော်လင့်မိတဲ့တွဲဆိုင်တစ်ခုလို့လည်းပြောရမှာပဲဖြစ်ပါတယ်။ LS Pereira ရဲ့အကြောင်းကိုကျွန်တော်ကြီးမားမှအရင်ဆုံးပြောပြခြင်းပါတယ်။ LS Pereira ဟာဆိုလို့ရှိရင်တော့ပရိသတ်တွေအားလုံးသိပြီးသားဖြစ်တဲ့အတိုင်းပဲသူ့ရဲ့ Bay White Lefty တစ်လုံးကြောင့်တော်တော်လေးကိုနာမည်ကြီးတဲ့ကစားသမားတူဖြစ်ပြီးတော့သူ့ရဲ့ဒီ Bay White Lefty ထိတာနဲ့ Fighter တွေတော်တော်များများဟာလဲကျသွားပြီးတော့ Knockout ထိုးခံရတဲ့အနေအထားကြုံခဲ့ရတာပဲဖြစ်ပါတယ်။ဆိုတော့ LS Pereira အနေနဲ့သူ MMA 背包。 15ပွဲရှင်ပြိုင်ထိုးသက်ထားပြီးတော့အဲ့ဒီတဲကမှ12ပွဲနိုင်3ပွဲရှုံးဆိုတဲ့ရလက်အနေထားမှာ12ပွဲထဲမှာ10ပွဲတိကိုအလဲထိုးအနိုင်ရရှိထားခဲ့တာပဲဖြစ်ပါတယ်။ LS Spider ရဲ့ဒီ background martial art ကတော့သူက kickboxing အားကစားကိုအခြေခံပြီးတော့ကစားတဲ့ကစားသမား fighter ဖြစ်ပြီးတော့သူ့အနေနဲ့ဒီတော်တော်လေးကို striking မိုင်းမှာကျန်းတဲ့ fighter လို့လို့ပြောမှာပဲဖြစ်ပါတယ်။ striking မိုင်းမှာကျန်းတယ်ဆိုတဲ့နေရာမှာ LS Spider အနေနဲ့သူချင်းပြိုင်ထိုးသက်တဲ့သူ့ရဲ့ပုံစံဟာတော်တော်လေးကိုထူးခြားနေတဲ့အတွက်ကြောင့်မလို့ပို့ပြီးတော့ကျန်းတဲ့ fighter ဖြစ် ပါတယ်ဆိုတော့သူနဲ့ရှင်ပြိုင်ထိုးသက်သွားမဲ့မာကိုမတ်အန်ကာလိုက်ရက်ကတော့ဒီပရိတ်သတ်တွေအားလုံးတီးသားဖြစ်တဲ့အတိုင်းပဲဒီ light heavyweight တန်းမှာသူ့အနေနဲ့ ကျုံးပွဲဆိုလို့အခုနောက်ပိုင်းမှာလုံးဝမရှိပဲနဲ့တောက်လျှောက်ဆိုလို့နိုင်ပွဲဆက်နေတဲ့ fighter ဖြစ်ပါတယ်။မာဂိုမတ်အန်ကာလိုက်ရဲ့အနေနဲ့ကဒီဒါဂစ္စတန်နိုင်ငံသားရုရှားနဗန် fighter ဖြစ်ပြီးတော့သူ့အနေနဲ့သူ့ရဲ့ဒီကစားပုံကစားနည်းဟာဆိုလို့ရှိရင် grappling ကိုအခြေခံပြီးတော့ကစားတဲ့ fighter တူဖြစ်တဲ့ဆိုပေမဲ့ striking ဘိုင်းမှာလည်းအခုနောက်ပိုင်းမှာတော်တော်လေးကိုတိုးတက်လာတဲ့ကစားသမားလို့ပြောမှာပဲဖြစ်ပါတယ်။မာဂိုမတ်အန်ကာလိုက်ရဲ့အနေနဲ့ကတော့ MMA ပွဲစဉ်ပေါင်း22ပွဲရှင်ပြိုင်ထိုးတက်ထားပြီးတော့အဲ့ဒီတည်းကမှပွဲ20နိုင်တဲ့ပွဲရှုံးတပွဲတည်း တပွဲပွဲမရှိဆိုတဲ့ရလက်ကိုပိုင်ဆိုင်ထားတာဖြစ်ပါတယ်။အံရရှိထားတဲ့ဒီပွဲ20ထဲမှာဆိုလို့ရှိရင်လည်း10ပွဲအထိကိုအလဲတိုးနိုင်ယူထားတာဖြစ်ပြီးတော့တူးကြတဲ့တစ်ချက်ကသူ့အနေနဲ့သူဟာဒီ grappling ကိုအခြေခံပြီးတော့ကစားတဲ့ကစားသမားတူဖြစ်တယ်ဆိုပေမဲ့သူ့အနေနဲ့ submission နဲ့နိုင်ယူရရှိထားတဲ့ပွဲမရှိဘဲနဲ့တောက်လျှောက်ဆိုသလိုပဲဒီ knock out အလဲတိုးနဲ့နိုင်ယူရရှိထားတဲ့ပွဲစဉ်တွေကများနေတာဖြစ်ပါတယ်။ထပ်ပြီးတော့တူးကြတာကိုပြောပြရမယ်ဆိုလို့ရှိရင်တော့ဒီနောက်ဆုံးရှင်ပြိုင်ထိုးသက်ထားခဲ့တဲ့ပွဲစဉ်ဖြစ်တဲ့ LS Baraji နဲ့ရှင်ပြိုင်ထိုးသက်သွားခဲ့တဲ့ပွဲစဉ်မှာ ဆိုရင်မာဂိုမတ်အန်ကာလိုက်ရနေတဲ့ grappling game ကို လုံးဝအတုံးချသွားတာကို မတွေ့ရဘဲနဲ့ striking ဘိုင်းမှာပဲ ls spira ကိုရှင်ထိုးသွားပြီးတော့ ls spira ကို အမှတ်နဲ့လုံးဝအပြတ်သက်အနိုင်ယူသွားခဲ့တာပဲဖြစ်ပါတယ်။ဆိုတော့ဒီနောက်ဆုံးထိုးတက်ထားခဲ့တဲ့ပွဲစဉ်မှာဆိုလို့ရှိရင် Fighter နှစ်ယောက်လုံးအနေနဲ့ပြင်ဆင်လာတဲ့ပုံချင်းကလုံးဝကိုကွာခြားခဲ့တာကိုတွေ့ရမှာဖြစ်ပြီးတော့ Ellis Barrera အနေနဲ့ကဒီ ground game ဘိုင်းကိုလုံးဝပြင်ဆင်လာခဲ့တာကိုတွေ့ရမှာဖြစ်ပြီးတော့ Margot Mann ကလိုက်ရက်အနေနဲ့ Ellis Barrera ကိုပွဲကစားချိန်25မိနစ်လုံးလုံးမှာလုံးဝကို take down မရယူနိုင်ခဲ့ပဲနဲ့ Ellis Barrera ကမှ Margot Mann ကလိုက်ရက်ကို take down တစ်ချိန်ရယူနိုင်ခဲ့တာကိုတွေ့ရမှာပဲဖြစ်ပါတယ်။ဒါ့အပြင်တကယ်ကို striking ျမ်းလာပါတယ်ဆိုတော့ LS Parada G အနေနဲ့မာဂိုမတ်အန်ကလိုက်ရဲ့ striking အောက်မှာလုံးဝလုံးဝကိုကြောင်ပြောင်းနေတာကိုတွေ့ရမှာဖြစ်ပြီးတော့ LS Parada ရဲ့ဒီနမဲနဲ့မလိုက်အောင်ကိုတကယ်ကိုသူ့ရဲ့ striking skill တွေက မင်းကြသွားခဲ့တာပဲဖြစ်ပါတယ်ဆိုတော့ပြောင်းပြန်ပြန်ပြီးတော့ပြင်ဆင်လာခဲ့တာလို့ပြောရမှာဖြစ်ပြီးတော့ဒီတစ်ခေါက်ပွဲစဉ်မှာကရောဘလိုမျိုးပြန်လဲပြင်ဆင်လာမလဲဆိုတာကျွန်တော်တို့ပရိသတ်တွေနဲ့စိတ်ဝင်စားစရာစောင့်ကြည့်သွားရမှာပဲဖြစ်ပါတယ်ဒီဒီ LS Wire အနေနဲ့ကသူကအခုချိန်မှာအသက်38နှစ်အရွယ်ရှိနေပြီဖြစ်ပြီးတော့သူ့အနေနဲ့ဒီအနားယူဖို့အတွက်အချိန်ကလည်းရောက်ရှိနေပြီလို့ပြောရမှာဖြစ်တယ်လို့သူ့ရဲ့ prime color ကလည်းကုံဆုံးနေပြီလို့ပြောရမှာပဲဖြစ်ပါတယ် ဆိုတော့ဒီပွဲစဉ်မှာ LS Parada အနေနဲ့သူ့ရဲ့ချန်ပီယံကပတ်ကိုပြန်လည်ရယူနိုင်ခဲ့မယ်ဆိုလို့ရှိရင်တော့သူ့အနေနဲ့အနားယူသင့်ပြီလို့ကျွန်တော်အနေနဲ့ကသုံးသပ်မိပါတယ်။အဲ့ဒါမှမဟုတ်ဘဲနဲ့မာဂိုမန်ဂါလိုင်းရက်က LS Parada ကိုနိုင်ယူရရှိသွားခဲ့မယ်ဆိုရင်လည်း LS Parada အနေနဲ့အနားယူသင့်ပါပြီ။ဘာလို့လဲဆိုတော့အသက်38နှစ်အရွယ်ရှိပြီးတော့ striking game တွေပဲတောက်လျှောက်ဆော့လာခဲ့ရတဲ့ Fighter 2ရဲ့အနေထားမှာ Brain Dash မိကတော်တော်လေးကိုများနေ လောက်ပြီလို့ထင်မြင်မိလို့ပဲဖြစ်ပါတယ်။ ဆိုတော့မာကိုမတ်အန်ဂါလိုက်ရဲ့အနေနဲ့ကတော့လက်ရှိလောလောဆယ်မှာအသက်33နှစ်အရွယ်သာရှိသေးတဲ့ Fighter 2ဖြစ်တဲ့အတွက်ကြောင့်မလို့သူ့အနေနဲ့နောက်ထပ်ပွဲစဉ်တွေအများကြီးထိုးသက်နိုင်သေးတယ်လို့သူ့ရဲ့ Prime Color ကိုလည်းအခုချိန်မှသာစတင်ဝင်ရောက်တဲ့အနေထားရှိနေသေးတာပဲဖြစ်ပါတယ် ဆိုတော့ဒီပွဲစဉ်မှာကျွန်တော်အနေနဲ့သမီယူဆတုံးတက်မိမယ်ဆိုလို့ရှိရင်တော့ဒီပွဲစဉ်မှာကျွန်တော်ကတော့မာဂိုမတ်အန်ကလိုက်ရက်ကိုပို့ပြီးတော့ကြိုက်နှစ်တက်မိပါတယ်။ဘာဖြစ်လို့လဲဆိုတော့မာဂိုမတ်အန်ကလိုက်ရက်အနေနဲ့ဒီညာချေရှစ်ထုတ်တဲ့ဘဲတန်ကစားသမားဖြစ်ပြီးတော့ LS Spider အနေနဲ့ဒီညာချေရှစ်ထုတ်တဲ့ ဘဲတန်းကစားသမားတွေနဲ့တွေ့လို့ရှိရင်တော်တော်လေးကိုတိုင်ပတ်တတ်တာပဲဖြစ်ပါတယ်။ဒါပေမဲ့လည်း Alex Pereira အနေနဲ့ဒီ Marco Man Angala ရဲ့ striking game ကိုပြန်ပြီးတော့ဒီဒီချိန်မှာပြန်ဖြေပြနိုင်ခဲ့မယ်ဆိုရင်တော့သူ့ရဲ့ထုံးစံတိုင်း Bay White လက်သီးတစ်လုံးနဲ့တိတိမိမိသာထိအောင်ထိုးနိုင်ခဲ့မယ်ဆိုရင် Alex Pereira အနေနဲ့နိုင်ပွဲကိုပြန်လည်ရရှိနိုင်ပါတယ်။အဲ့ဒါမှမဟုတ်ဘူးဆိုရင်တော့ Marco Man Angala ရဲ့ဒီ grappling skill ရော striking skill ရောနှစ်မျိုးကြီး ပေါင်းဆက်ပြီးတော့ရှင်ပြိုင်ထိုးတက်တက်တဲ့ပုံစံအောက်မှာ LS Byra အနေနဲ့ဒုတိယကြိမ်မှာဂိုမန်အန်ဂါလာရဲ့ကိုရှုံးနိုင်ပြီးတော့သူ့အနေနဲ့ချန်ပီယံဘွားကိုဆွန့်လွတ်ပြီးတော့အနားယူသွားရနိုင်တဲ့အနေအထားဖြစ်နေပြီပဲဖြစ်ပါတယ်။ပရိသတ်တွေအနေနဲ့ကရောမာဂိုမန်အန်ဂါလာရဲ့နဲ့ LS Byra ကိုတခုတစ်ကြိမ်ပြန်လဲထိုးတက်တွေးဆုံမဲ့အခါမှာဆိုလို့ရှိရင်ဘဲဖိုက်တာကိုပို့ပြီးတော့ကြိုက်နှစ်တက်မိတယ်လေဘဲဖိုက်တာကတော့အနိုင်ယူရရှိသွားတယ်လင်းဆိုတာကိုကျွန်တော်တို့အတူတူ comment မှာကျွန်တော်တို့တုံသက်ရင်းခုံပေးခဲ့ကြပါအောင်ခင်ဗျာ။ မာကိုမတ်အန်ကလိုက်ရက်နဲ့ LS Spire ကိုရှင်ပြိုင်ထိုးသက်သွားကြမဲ့ UFC 320မှာဆိုလို့ရှိရင်ပဲ LS Spire နဲ့ရှင်ပြိုင်ထိုးသက်ခဲ့ပူးတဲ့ fighter နှစ်ဦးဖြစ်တဲ့ Gali Roundtree နဲ့ဒီ Joe Brahas ကတို့ရှင်ပြိုင်ထိုးသက်မဲ့ပွဲစဉ်တွေဝယ်လဲပါဝင်လာခဲ့ပါတယ်။အဲ့ဒီပွဲစဉ်ဟာဆိုလို့ရှိရင်လည်းကျွန်တော်ကြည့်ကျင်တဲ့ဒီ Light Heavyweight တန်းကအကောင်းဆုံးပွဲစဉ်တွေကတပွဲဖြစ်ပြီးတော့အဲ့ဒီပွဲစဉ်ဟာလည်းတော်တော်လေးကိုစိတ်လှုပ်ရှားမဲ့ပွဲစဉ်တစ်ပွဲဖြစ်တဲ့အကြောင်းကျွန်တော်အနေနဲ့ပြောပြချင်ပါတယ်။ Joe Brahas ကအနေနဲ့ကတော့ဒီသူဟာ UFC ဖွဲ့စည်းမှာ LS Wilder ကနေလွဲပြီးတော့ဘဲ fighter ကိုမှရှုံးနိမ့်မထားခဲ့ဘူးတဲ့ fighter ဖြစ်ပါတယ်။ Jerry Bros ကအနေနဲ့ဒီသူ့ရဲ့ MMA မှတ်တမ်းကြီးကတော့တော်တော်လေးကြောက်ဖို့ကောင်းပါတယ်။ MMA ပွဲစဉ်မှာ32မှ9ပွဲကစားထားတဲ့အထက်မှာ32ပွဲနိုင်5ပွဲရှုံး2ပွဲသရေဆိုတော့ရလက်ပိုင်ဆိုင်ထားပြီးတော့နိုင်ရရရှိထားတဲ့ဒီ32ပွဲထဲမှာဆိုလို့ရှိရင်ပွဲ30အထိကိုပွဲသိမ်းပြ finishing လုပ်ပြထားတဲ့အတွက်ကြောင့်မို့လို့ Jerry Bros ကအနေနဲ့ finishing rate ကတော်တော်လေးကိုကောင်းပြီးတော့ဒီပွဲသိမ်းကျန်းတဲ့ fighter တွေထဲမှာပါဝင်တဲ့ fighter ဖြစ်ပါတယ်။သူ့အနေနဲ့ဒီပွဲကောင်းပွဲကျန်းတွေကိုပဲရှင်ပြိုင်ထိုးတက်ပြထားတာဖြစ်ပြီးတော့သူ့အနေနဲ့သူ့ရဲ့ကစားပုံကစား ားနည်းဟာကက်ချပြီးတော့ဒီအကာအကွယ်မဲ့ကစားတတ်တဲ့ကစားပုံကစားနည်းဖြစ်တဲ့အတွက်ကြောင့်မလို့ပြိတ္တတွေနေရင်တဖို့ဖို့ ြစ်ရှုခံစားရတဲ့ပွဲစဉ်လေးလို့ပြောရမှာပဲဖြစ်ပါတယ်။ဒါပေမဲ့လည်းနောက်ဆုံးရှင်ပြိုင်ထိုးတက်သွားခဲ့တဲ့ဂျမဲဟင်းရဲ့ပွဲစဉ်မှာဆိုလို့ရှိရင်တော့သူ့အနေနဲ့သူ့ရဲ့အကျဉ်းဆုံးဖြစ်တဲ့ဂက်ချပြီးတော့ရှင်ပြိုင်ထိုးတက်တတ်တဲ့ပုံစံကိုပြင်ပြီးတော့ထိုးတက်ထားတာကိုတွေ့ရမှာဖြစ်ပြီးတော့ဂျမဲဟင်းကိုလုံးဝကိုအမှန်အကန်တီးထုတ်ပြသွားတာကိုတွေ့ရမှာဖြစ်ပြီးတော့တတိယအချိန်မှာတိုင်ပွဲရက်နဲ့အလဲထိုးနိုင်ယူခဲ့တာဖြစ်ပါတယ်။ဒါပြင်သူ့အနေနဲ့ဒီ UFC ရဲ့ဒီ light heavyweight ကဆရာကြီးတွေဖြစ်တဲ့ Glover Teixeira, Dominic Reyes စတဲ့ fighter တွေကိုလည်းသူ့အနေနဲ့ ဒီပွဲသိမ်းအပြည့်ဖြစ်အမှောက်သိမ်းနိုင်ယူထားတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီပွဲစဉ်မှာ Jerry Brohas ကအနေနဲ့ဘယ်လိုမျိုး lesson ပြသွားမလဲဆိုတာကျွန်တော်အနေနဲ့တော်တော်လေးကိုစိတ်ဝင်စားမိနေပါပြီ အဲ့ဒီလိုမျိုးစိတ်ဝင်စားမိတဲ့ဆိုတာကလည်းသူနဲ့ရှင်ပြိုင်ထိုးတက်သွားမဲ့ fighter ဖြစ်တဲ့ Khali Round 3နဲ့တော်တော်လေးကိုစိုင်ပါတယ်။ Khali Round 3ကတော့ဒီ UFC ဖွဲ့စည်းမှာမွေထိုင်းအာဂလာနီကိုခြေခံပြီးတော့ကစားတဲ့ light heavyweight တန်းက fighter ချမ်းဖြစ်ပြီးတော့သူ့သူ့ရဲ့ striking ဘိုင်းဟာဆိုလို့ရှိရင်တော်တော်လေးကိုစနစ်တကျနဲ့ရှင်ပြိုင်ထိုးတက်တတ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ break that တွေနေနဲ့ဒီ Jimmy Brohas ကနဲ့ Khali Round 3တို့ Chris Song နဲ့ပွဲစဉ်ဟာတော်တော်လေးကိုပွဲကောင်းပွဲချမ်းတဲ့ပွဲဖြစ်မယ်ဆိုတာမျှော်လင့်ထားလို့ရပါတယ်။ Khali Round 3နေနဲ့ MMA ပွဲ ွဲစဉ်မှာပွဲ20ကစားထားပြီးတော့14ပွဲနိုင်6ပွဲရှုံးဆိုတဲ့အနေအထားမှာသူ့အနေနဲ့သူဟာ အိုင်ရရှိထားတဲ့14ပွဲထဲမှာ6ပွဲထိကိုလဲထိုးနိုင်ရရှိထားတာဖြစ်ပါတယ်။နောက်ဆုံးရှင်ပြိုင်ထိုးသက်သွားခဲ့တဲ့ပွဲစဉ်ဟာဆိုလို့ရှိရင်လည်းဂျမဲဟင်းနဲ့ပဲရှင်ပြိုင်ထိုးသက်သွားတာဖြစ်ပြီးတော့9ကြီးထိရှင်ပြိုင်ထိုးသက်သွားပြီးဂျမဲဟင်းကိုအသာစီးရယူထိုးသက်ကစားခဲ့ပြီးတော့နိုင်ယူခဲ့တာပဲဖြစ်ပါတယ်။ဆိုတော့ဂျမဲဟင်းကိုနိုင်ယူထားတဲ့ fighter နှစ်ဦးရှင်ပြိုင်ထိုးသက်မှာဖြစ်ပြီးတော့ဒီပွဲစဉ်မှာဆိုလို့ရှိရင်ခါလီ round 3နေနဲ့ကစနစ်တကျတတိယကြာမွေတိုင်းပုံစံနဲ့ counter အတက်ကပြန်ပြီးတော့ဆော့ပြီးကစားတဲ့ပုံစံဖြစ်တဲ့ဂျီဘရာဇကအနေနဲ့ကတော့သူ့ရဲ့လက်နှစ်ဖက်ကိုချပြီးတော့ open gun နဲ့ solid တဲ့ fighter ဖြစ်တဲ့အတွက်ကြောင့်မလို့ဒီပွဲစဉ်ဟာဘယ်သူကအလဲထိုးခံသွားရနိုင်မလဲဆိုတာ စောင့်ကြည့်ရမယ့်ပွဲစဉ်တစ်ပွဲဖြစ်ပါတယ်ဂျူဘရာစ်ကအနေနဲ့ဒီ open gap ဖွင့်ပြီးတော့ဆော့တယ်ဆိုပေမဲ့သူ့ကိုလုံးဝအထင်သေးလို့မရပဲねသူ့ကိုပြန်ပြီးတော့ counter ပြန်ပြီးထိုးလာတဲ့လက်သီးတွေကို tap sin counter အနေနဲ့ပြန်ထိုးတက်တဲ့အနေထားရှိတဲ့အတွက်ကြောင့်မို့လို့ဂျူဘရာစ်ကရဲ့ skill ကိုလုံးဝ short တက်လို့မရပါဘူးတစ်ဖက်မှာလည်း Khali Brown tree အနေနဲ့ကအချစ်ချစ်လစ်လစ်နဲ့သူ့ရဲ့ကစားပုံကစားနည်းကအမှန်ကန်ရှင်ပြိုင်ထိုးတက်ကစားတဲ့အတွက်ကြောင့်မို့လို့ drone breakdown တွေအနေနဲ့ D fighter နှစ်ဦးရဲ့ပွဲစဉ်ကိုလည်းမလွတ်တမ်းစောင့်ကြည့်သွားရမှာပဲဖြစ်ပါတယ်ဆိုတော့ breakdown တွေအနေနဲ့ဒီဂျူဘရာစ်ကနဲ့ Khali Brown ပြီးနှစ်ယောက်ရှင်ပြိုင်ထိုးသက်သွားတဲ့နေရာမှာဘယ်ဖိုက်တာကိုပို့ပြီးတော့အားပေးသွားမလဲဘယ်ဖိုက်တာကပို့ပြီးတော့အားသာသွားနိုင်တယ်လဲဆိုတာကို comment မှာကျွန်တော်သုံးသပ်ညင်ခုံပေးခဲ့ကြပါအောင်ခင်ဗျာအခုလာမယ့် UFC 320 event ပွဲစဉ်ဟာကျွန်တော်ခုနကတင်ဆက်ခဲ့တဲ့ဒီပွဲစဉ်နှစ်ပွဲအပြင်တခြားသောပွဲကောင်းပွဲချမ်းတွေအများကြီးပါဝင်တဲ့အတွက်ကြောင့်မလို့ပရိသတ်တွေအနေနဲ့မလွတ်တမ်းအဲ့ဒီပွဲစဉ်တွေကိုစောင့်ကြည့်ကြည့်ရှုခန်းစားတင်တယ်လို့ကျွန်တော်အနေနဲ့ဒီနေရာကလည်းတိုက်တွန်းချင်ပါတယ်ဗီဒီယိုလေးကိုစုံလင်းကြည့်ပေးတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်